နာမည်ကြီးနေတဲ့မြောင်မြောင်မျိုးအထခါ6ကเจ้าသူလေးတွေအုပ်စုဖွဲ့ပြီးတော့နော်အနိုင်ကျင့်တဲ့ကိစ္စပြီးတော့အနေနဲ့ပြောကြားခြင်းပါလေပါရိုက်တဲ့ဒူးထောက်တောင်းပန်ခိုင်းရုံမကဘူးဆိုရှယ်မီဒီယာပေါ်တင်ပြီးတော့အဆက်ခွဲတယ်ဘယ်တော့ပဲစိတ်ထင်းနေကိုသားသမီးကိုထိလိုက်တော့မိဘတိုင်းကဒေါရထွက်တတ်ပါရောင်မြအထက်က6မှာအုပ်စုဖွဲ့ပြီးအနိုင်ကျင့်ခံရတဲ့တောင်းသူလေးကိုတာသမီချင်းကိုရင်းစာပြီးတော့ဘလို့မှမခံစားနိုင်ဘူးမနေ့ကတောင်းသူမလေးတယောက်ကိုအမတောင်းသူမလေးတွေဝိုင်းပြီးတော့နိုင်ကျင့်လာဖုန်းနဲ့ရိုက်တဲ့လူကရိုက် ဟမ်ပါဝနှစ်ချက်သုံးချက်ဆင့်ရိုက်တာအားလုံးမိတ်မိတ်လာပါမြို့တွေအီမူကေကျွတ်ချန်နယ်ယူလိုက်ပါတယ်ဒီနေ့တက်ဆက်ပြမယ့်သတင်းလေးကလိုင်းမှာအရင်ကနာမည်ကြီးနေမြောင်မြတ်မျိုးကចောင်းသူလေးတွေကိစ္စနဲ့ပတ်သက်ပြီးအနိုင်ကျင်းတဲ့ចောင်းသူလေးတွေရဲ့မိဘတွေကဒီပြန်တောင်းမှန်ဖို့ပေါ့ចောင်းသူចောင်းသားတွေရဲ့မိဘတွေကလိုင်းပေါ်မှာတောင်းဆိုလာကြတဲ့ပြည်ဖန်လေးတွေကိုကျွန်တော်ရဲ့မျိုးကိုဖျက်ပြတက်ဆက်ပြသွားမှာဖြစ်ပါတယ်ဟုတ်ပါဒါဆိုရင်ကျွန်တော်ပြည်ဖန်လေးကိုဆက်လိုက်ရအောင် အမနာနာမည်ကြီးနေတဲ့နာမမျိုးအထခါ6ကเจ้าသူလေးတွေအုပ်စုဖွဲ့ပြီးတော့နော်အနိုင်ကျင့်တဲ့ကိစ္စအဲ့ဒီကိစ္စအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အနေနဲ့ပြောကြားခြင်းပါလေကောင်လေးတွေမဟုတ်ဘူးကောင်မလေးတွေကပါအုပ်စုဖွဲ့ပြီးတော့တယောက်တည်းကိုအနိုင်ကျင့်တယ်ပါရိုက်တယ်ဒူးထောက်တောင်းပန်ခိုင်းရုံမကဘူးဆိုရှယ်မီဒီယာပေါ်တင်ပြီးတော့အဆက်ခွဲအဲ့ဒီကိစ္စကိုပညာရေးဝန်ကြီးဌာနကနေပြီးတော့ ထိထိရောက်ဂိုင်းတွယ်ဖြစ်ရှိသင့်တယ်လို့လည်းအကြံပေးခြင်းတယ်။ဟောအဲ့ဒီကြောင့်ကကျောင်းဝန်ကြီးနဲ့ဆရာသမားတွေလည်းထိုကိစ္စကိုထိထိရောက်ဂိုင်းတွယ်ဖြစ်ရှိပေးဖို့အကြံပြုပါတယ်။ဗတရားအနိုင်ကျင့်ခံရတဲ့အမျိုးသမီးလေးကောင်မလေးရမိန်းကလေးရကိုသားသမီးသာဆိုရင်ဘယ်လိုခံစားကြရမလဲ။ကျွန်တော်သမီးဆိုရင်တော့ရှုပ်ကုန် ။ဘယ်တော့ပဲစိတ်ထင်းနေကိုသားသမီးကိုထိလိုက်တော့မိဘတိုင်းကဒေါရထွက်တတ်ပါတယ်။ဖြစ်ကလာကလည်းဖြေးပြီးဆုတ်ခေကလာဖြစ်လာတဲ့အတွက်လူငယ်လေးတွေကတသေးလေးတွေလက်မလောက်တွေရှိနေတယ်။အုပ်စုဖွဲ့ပြီးတော့နိုင်ကျင့်ကြတယ်။ရင်တော့လည်းအများကြီးတွေ့ပါတယ်။ကောင်လေးတွေအုပ်စုဖွဲ့ပြီးတော့နိုင်ကျင့်ကြတယ်။အခုမိန်းကလေးတွေကပါအုပ်စုဖွဲ့ပြီးတော့ပါရိုက်တယ်။ဒူထောက်တောင်းပန်ခိုင်းတယ်။အဲ့တော့မှအားမရတူ ဆိုရှယ်မီဒီယာပေါ်တင်ပြီးအဆက်ခွဲကြီးကောင်းလို့ကြီးနေကြတာလို့လားလို့ပဲမေးချင်ပါတယ်ဒီကိစ္စမျိုးကမဖြစ်တဲ့ကိစ္စတွေပါနော်အဲ့ဒါလေးကိုသားသမီးရှိတဲ့မိဘတိုင်းလည်းအထူးကူဆိုင်ဖို့လိုပါတယ်မိမိတို့ရဲ့သားသမီးကိုအဲ့ဒါလိုမဖြစ်အောင်ထိန်းချုပ်ပြုပြင်ဖို့လိုပါတယ်တက်ဆိုင်ရာပညာရေးဝန်ကြီးဌာနကလည်းထိထိရောက်ရောက်ဖြည့်ရှင်းပေးဖို့လိုပါတယ်လို့အကြံပြုပါတယ်နော် ကျွန်တော်ကတော့အဲ့ဒီဗီဒီယိုကိုကြည့်ပြီးတော့ဘဝင်ကြအောင်အတရားရိုက်ခန့်တဲ့မိန်းကလေးကကျွန်တော်သမီးလေးဆိုရင်ဆိုတဲ့အတွင်းနဲ့ကိုကျင်းစာစိတ်နဲ့လောကဘဝင်မကြအောင်အဲ့ဒါလေးကိုလာရောက်ပြောကြားခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် Hello မင်္ဂလာပါရှင်ကျွန်မကလေးမနေ့တုန်းကပေါ့လေညောင်မြအထက်က6မှာအုပ်စုဖွဲ့ပြီးအနိုင်ကျင့်ခံရရတဲ့ပေါ့နော် ចောင်းទូលីကိုដាទមីချင်းကိုဈင်းសាပြီးတော့ဘလို့မှမခံစားနိုင်ဘူးမနေ့တုန်းကဆိုလို့ရှိရင်ကျမလေးအဋိဌာန်ကြီးလက်ပြက်တယ်ဒီနေ့လဲလေရင်ထုမနာဖြစ်တယ်ပေါ့နော်တတိယနေ့ဖတ်ကြည့်ရာကိုစကားလည်းအမှားပါမှာဆိုရင်တော့အဲ့တည်းကျမနဲ့အတူတူခံစားချက်တူတဲ့မေမေတွေကလိုက်ပြီး comment တွေလိုက် ခန်းစားချက်ကိုလိုက်ပြီးတော့ပြောတာပေါ့နော်ငါသားသမီးကအဲ့လိုမဟုတ်ဘူးဘလို့ဖြစ်တယ်ဘယ်ညာဖြစ်တယ်ကျမနည်းနည်းလူတိများသွားတယ်ဒါပေမဲ့တချို့ဗလိမ့်တဲ့လူတွေကလည်းဘလို့ဖြစ်လာလဲဆိုတော့ဆယ်လီဖြစ်ချင်လို့လားပေါ့နော်အဲလိုက်တယ်အများကြီးရချင်လို့လားဆိုတော့အဲ့ဒီတော့ကျမပြောပြပါမယ်ကျမဆယ်လီဖြစ်ချင်ကျမဒီလိုဖယ်ရန်ဖြစ်မလဲဘယ်ဆယ်လီမှမပြောတဲ့ပွဲကိုကျမက မေမေဒီမေမေဖြစ်တဲ့ကျမဝင်ပြောတာနော်ဘာဖြစ်လို့ဆိုလို့ရှိရင်လေတားသမီးချင်းကိုချင်းစာလို့ကျမကအမုန်းခံတာဆယ်လီဒင်းဆိုတာအမုန်းမခံဘူးသိလားဘာဖြစ်လို့ဆိုတာသူတို့ဟာထုတ်ကုန်အတွက်လူချင်းနေမှဖြစ်မှာသူတို့ရဲ့ထုတ်ကုန်သူတို့ရဲ့ရောင်းပစ္စည်းရောင်းရဖို့အတွက်သူတို့လူချင်းချစ်ခင်နေမှဖြစ်မှာလေနောက်ပြီးကျမပြောပြမယ်တချို့ကလည်းပြောတယ်ကဲဒီကောင်မလေးကဘာလုပ်ခဲ့လို့ပေါ့နော် အဲ့ဒီကပါရိုက်တာဆိုတော့ဒီမှာပြဿနာကိုဖြေရှင်းတာနဲ့အုပ်စုဖွဲ့အနိုင်ထင်တာနဲ့တခြားစီပဲသူတို့ကကိုပါတာကိုကိုတရားကိုကိုစီရင်နေကြတာလေမိမက်ဆန်ဆန်စီရင်နေကြတာအဲ့ဒီအချိန်မှာအဲ့ဒီရဲ့တရားစီရင်မှုကိုအုတ်ချုပ်သူပေါ့နော်အုတ်ချုပ်ပေးတဲ့အကဲထပ်ပေးတဲ့သူကလည်းဒီမှာပို့ရတယ်လို့ထင်တယ်နှိကာလာကြာသွားပြီဆိုမှဒါကလေးရဲ့ဘဝတစ်ခုလုံးကိုနှိမ့်ချတာလေနော်နှိမ့်ချခံရတာရိုက်ချိုးခံရတာဟို နောက်ကျင်သွားအောင်ဆုံးမဖို့လိုရလို့ထင်တယ်နော်နောက်ကျင်သွားအောင်ဆုံးမဖို့လိုရလို့အများကြီးထင်တယ်ပေါ့နော်အဲ့အတွက်ကျန်တာတော့မပြောနဲ့ဟိုကျမမနေ့တော့ကတင်တဲ့ပုစီရဲ့အောက်မှာတောင်မှပြီးလို့တက်လူလို့ထင်ခံရတဲ့ကောင်မလေးတော်တော်များများအောက်ကနေပြအကန့်စရနဲ့ဝင်မက်နေတော့အဲ့တော့ကျောင်းကျမတို့လူမျိုးဟိုဘယ်လိုပြောရမလဲအသက်ကြီးရဲ့အရွယ်အပိုင်းစားဟိုတောင်မှသူတို့ကနေမန်းငါစာမထင်မြင်ပြုတယ်ဆိုရင် သူတို့လည်းရွယ်ရူလောက်ကိုတော့ပြောမနေနဲ့တော့နော်ကျမတို့ကစိတ်ပူတာမနေ့ကစိတ်ပူတာအဲ့လိုခလေးလေးမျိုးနဲ့တာငါသမီးပတ်သက်မိရင်တရားကြီးရဲဆိုမိဖတွေစိတ်ပူကြတယ်လေကျမလည်းစိတ်ပူတယ်နော်အဲ့လိုမျိုးစိတ်ပူမိတယ်အဲ့ဆိုတော့လေကျမအခုတည်းလေးနေထားတဲ့ခလေးလေးကိုချီထွက်မလာဘူးနေလာတဲ့ခလေးမိသားစုကထွက်မလာအဲ့အတွက်ကျမပုံပြီးစိတ်ပူရဲ့အဲ့နေနာသူရဲ့ကောင်မလေးဘလောက်တောင်မှဖိနှိပ်ခံနေရလဲပေါ့နော် အဲ့တော့လေဒီကနေပြောအဲ့သမီးလေးကိုပြောချင်တယ်သမီးရေတခါလေးကြဝွကျွေးပါရင်ပြီးဆက်ရတယ်တိလားဒီထက်ဆိုးပြီးတော့သမီးဆိုရင်လူတိများပြီးတော့သမီးဖက်ကမေမေတွေအကုန်လုံးပါတယ်နော်ဂျင်းနာပြီးကြတယ်တချို့ဆိုလို့ရှိရင်ဘသူမှမသိဘဲနဲ့နင်နာခက်ရတယ်အများကြီးပဲအဲ့တော့သမီးဒီဟာကိုဥပမာယူပြီးတော့သမီးတက်လန်းမှာတကယ်လို့သမီးမှာပြောချင်တဲ့စကားအတွင်းရေးစကားဖြစ်ရင်အန်တီကိုမိဖလို့သဘောမှာထားပြီးအန်တီမက်ဆေ့ချာထဲမှာလာပြောလို့ရပါတယ်သမီးလေးရေနော်အမမြောင်းမြတ်နော် ကျောင်းသူမလေးတယောက်ကိုအမကျောင်းသူမလေးတွေဝိုင်းပြီးတော့အနိုင်ကျင့်တာဖုန်းနဲ့ရိုက်တဲ့လူကရိုက်ဟမ်ပါဟိုနှစ်ချက်သုံးချက်ဆင့်ရိုက်တာဟမ်ကားရဲစပင်းတို့ဖောင်းနဲ့ဖောင်းနဲ့နေရပဲပါတွေကိုတဖောင်ဖောင်နဲ့ဟမ်ပါသမီးဆိုတာအရိုက်ခင်ရတဲ့ကလေးရောရိုက်တဲ့ကလေးရောမိဘတိုင်းရဲ့ယဉ်နေတီးကြတယ်နော်အဲ့တော့ဒီအရိုက်ခံရလိုက်တဲ့ဆိုတော့သူဘာအပြစ်လုပ်ထားလဲတော့ကိုမသိဘူး ဒီလောက်ပါရိုက်ပါရိုက်ရမယ်အဆင့်ထိလောက်ဘာသူအပြစ်လောက်ထားလဲအဲ့အပြစ်လောက်ထားရင်သူအပြစ်တိုင်းအဆင်ဆင်သွားဒီလိုမလားဘူးနော်လရဲစရဲတွေနော်အတူခိုးမှားနေတာလရဲစရဲတွေနော်အဲ့တော့အရိုက်ခံလိုက်ရတဲ့နေရာမှာចောင်းသားမိဘတွေဝင်ပြီးတော့ကိုချင်းစာကြည့်လိုက်နော်ကိုလိုပဲပြောမှာပဲ10ယောက်ရှိ10ယောက်စလုံးမေးဒီတိုင်းမဖြေမှာပဲခံနိုင်လောက်လို့ဟမ်အဲ့တော့ဟို ဆရာကြီးဆရာမကြီးကသူတို့အပိုင်းဟာသူတို့နော်ဟိုဘာလဲမျှတမှုဆိုတာသူကသူတို့လုပ်ပေးလိမ့်မယ်နော်အဲ့ဒါသူတို့ပါအဲ့တော့ဒီဘက်ကရဲခံလိုက်တဲ့တမီးကလည်းနောက်မှတ်တာနော်ကိုဒီအပြစ်ကိုမကျူးလွန်နဲ့နော်ပြီးရင်ဒီလိုမျိုးလူမျိုးတွေနဲ့ဝေးဝေးရှောင်အဲ့ဒါလည်းရဲစေရဲတမားကြီးနော်နောက်လည်းဟိုလည်းရဲစေရဲကလေးမလေးအဲ့ဒီတယောက်တည်းဝိုင်းပြီးတော့အနိုင်ကျင့်နေဆိုတော့ ဲ့တယောက်ထဲကကြောက်နေတဲ့လူမိုလို့နော်ကြောက်တတ်တဲ့လူမိုလို့ညီတို့ထက်ဆောင်းထက်တဲ့လူဆိုညီတို့အကုန်လုံးသွားပြီအဲ့လောက်ပဲပြောမယ်နော်တိတ်ပြီးကိုကိုကိုဟာဟိုဖုန်းနဲ့တောင်တေချာရိုက်ထားသေးတယ်အမေငါငါလှုပ်လိုက်တာပေါ့ငါတို့အဖွဲတွေလှုပ်လိုက်တာပေါ့ညနာတွေကဟိုအောင်းနိုင်သူစစ်သူကြီးညနာတွေနဲ့ဟမ်အဲ့ဒါကောင်းတယ်ထင်လားနော် ောင်းသူကျောင်းသားဆိုတာဆရာနဲ့မိဘနဲ့အုတ်ထိတ်မှုအောင်ပါလိမ္မာရင်ကျေးစွာနဲ့စာဝအေးစစ်စစ်သင်ရမယ်အရွယ်ဒီအခုကမဟုတ်ဘူးလရဲစရဲဒီနော်တရဲစရဲဒီအဲ့တော့ဘယ်မိဘခံနိုင်မလဲလို့နော်ဘယ်မိဘခံနိုင်မလဲဘယ်မိဘမှမခံနိုင်ဘူးခံရတဲ့ကလေးရဲ့နေရာမှာဝင်နေကြည့်ကြောင်းသားမိပါတယ်မိကြည့်လိုက်အခုတော့ဗာလဲဆိုတော့အလုတ်တစ်ခုတိုးလာတာဟဲကိုကလေးကြောင်းသွားပြီဆိုရင်ဟဲအဲ့လိုမျိုး မလေးဟိုចောင်းသားတွေများចောင်းသူတွေများရှိနေပြဿနာဟမ်အာသမီးရေအစာဘယ်လိုလုပ်နော်အဘယ်လိုစားနော်သမီးကိုအဆရာကိုစကားကိုဘယ်လိုစကားနားထောင်နော်ပြောရဖို့နေနေတာចောင်းသားမိပါတွေမှာအလုပ်တစ်ခုတိုးလာပြီအဲ့ဒီအန်တရယ်တွေကနေကဲပါမျိုးရေကျွန်တော်တို့ပြန်လေးကတော့ဒီလောက်ပါပဲဒီပြန်လေးရဲ့ဖြစ်စဉ်ကတော့ဒီမြောင်မြမျိုးအထက်က6 ကျောင်းသူကျောင်းသားလေးတွေကိစ္စနဲ့ပတ်သက်ပြီးတော့ online social media ပေါ်ကနေဒီတွေ့မြင်ကြတဲ့ဒီကျောင်းသူကျောင်းသားမိဘတွေကသူတို့ရဲ့ခံစားချက်တွေကိုပြောပြလာတဲ့ view ဖြစ်လေဒီ view ဖြစ်လေကျွန်တော်မျိုးပြသက်တိဆက်ပြီးတော့ဖြစ်ပါတယ်အခုလိုပြသက်တိဆက်ပြရတဲ့ရည်ရချက်ကတော့ဒီနောက်ထပ်ကျောင်းသူကျောင်းသားတွေရဲ့မိဘတွေလည်းဒီသင်ခန်းစာယူလို့ရအောင်ဘူတရာအနေနဲ့ပြန်လည်ဝင်မဲ့ display ခြင်းဖြစ်တဲ့ဒီ view ဖြစ်လေနဲ့ပတ်သက်ပြီးတော့အမျိုးရင်းတွေ့ကြုံတဲ့ထင်မြင်ဆက်ချက်ကိုလည်းကျွန်တော် comment မှာ message ပေးခဲ့လို့ရလို့ဝေဖန်အကြံပြုနိုင်ပါပြကျွန်တော် channel နဲ့ဘူတရာရဲ့အကြောင်းနဲ့ဆယ်လီသတင်းတွေကိုမြင်ရင်တိဆက်ပေးမှာမို့ကျွန်တော် channel like ကဆက်ပါမယ် like ကဆက်ပါနဲ့ပေးတဲ့ notification ဲလေးပါနေခဲ့ပြီပို့တော့ဆီချင်ပါတယ်ကျွန်တော် channel အပေးကြည့်ရှုသူတရားကြီးနဲ့ကြည့်မြိုက်တင်ပါတယ်နောက်ထပ်ပြီးတော့တင်ဆက်ကြမယ်တရား